တော့ပရိသတ်သောပတ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှုံးစွာပြောအလုံးသိနေကြတဲ့ထဲမှာဒုရီယာကံကောင်းအောင်လုပ်ကြပဲကံဆိုးတဲ့ကံကောင်းတဲ့တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိတယ်။ဒါဆိုပြရဆိုလိုတဲ့ကံကဘာလဲ။ကံအကြောင်းကိုဘယ်လောက်တားလဲရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကိုယ်တဏ္ဍမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရားထဲမှာထိုကံဒီရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာမလုပ်ရမယ့်အရာလဲကိလေသာဆိုတာကရောကိုယ်တဏ္ဍမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာလောကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုပြီးတော့ကိလေသာလို့ပြောနေကြတော့ကံနဲ့ကိလေသာအကြောင်းကိုကြာကြာနာနားလဲပို့တော့အဲ့လိုနားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံလေးဟာဘဝတန်တရားထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရားလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဖားတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းနေကောင်းမယ် ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြစာမယ်ရာဟုကုန်သိစီရင်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောချင်တယ်နော်သို့သောမကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေကျော့သွားတယ်လို့မရှိဘူးနော်မစီရတဲ့နေရာဆိုတာတွေကအကုန်စေကားနေတယ် လူတိုင်းလူတိုင်းဟာယောဂကိနေဆိုတာဓမ္မရှာနေအဲ့တော့ကံကောင်းနေကံကောင်းနေနဲ့ကြိုးစားနေရင်ကနေကံဆိုးမှုမတွေ့နေကြတာရှစ်ဘဝတန်နေရာထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရဓမ္မခဲနေလူတိုင်းလူတိုင်းဟာသေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တောကနဲ့ပဲနေချာရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုမျိုးတွေ့ရလားတွေ့ရရာထူးကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့လားစီစဉ်ဥစ္စာချမ်းသာကြွားတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းလို့ချာအလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းသက်သက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာဒိတာရတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာပါလဲလို့ပြောလို့ရှိရင်စေရနာဟံဘိခွေကမ္မဝရဘိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး volition လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာ stimulation လို့ motivation လို့ တွန်းအားတစ်ခုလို့ဆိုကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့ဆွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်ပြီအဲ့ဒီစုပေးလိုက်တဲ့ဆွမ်းအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကို ဒီတမားအဖြစ်ပြောရင်စေရဏဟံဘိက္ခေကမ္မဝရလူတွေဟာဒီတောအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်က ပြောဆိုကြကိုဒီလက်ရောက်လုပ်ကြဘာတွေဖြစ်လာတော့ဆိုကမ္မဆိုတဲ့အမှုတွေဖြစ်လာစိတ်နဲ့ကြံစည်တဲ့အမှုလုပ်တဲ့ပြောဆိုတဲ့အမှုကိုရင်းလေးရောက်လုပ်တဲ့အမှု အဲ့ဒီအမှုကိစ္စတွေပေါ်လာအောင် တောင်းအပ်ပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးအလုံးဘုရားဘာသာဝင်သူရစေနေသိတဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတဲ့မယ်စေတနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကံမြောက်သွားအောင်တောင်းအပ်ပေးတဲ့ တနည်းအားဖြင့်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အကိုပြောမယ်ဆိုရင်သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့ကတောင်းမရစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းနာတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ်တိတ်ခါကိုထိန်တယ် သူတော်သားမယားစိတ်နဲ့တောင်မပြစ်မှားဘူးပြစ်မှားခြင်းမှရှောင်ကျင်နေကောင်းတာမကောင်းတာဒီနှစ်ခုရှိတာเนาะနှစ်ခုရှိလားအဲ့ဒါလေးကြတော့စေရနာကိုသူရတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတောင်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့မုန်းရရနဲ့တွဲလာဖြစ်တယ်ရှင်ဘုံရအပြည့် သူများဥစ္စာခိုးတာကျတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတော်သားတော်ရပြင်းပါတယ်ဆိုတာကြလေလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းရန်ဒေါသဆိုတာနဲ့လည်းတွဲလက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိနော်အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးစေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ် အဲ့ဒါတွေကစေရဏလို့တခါနှုတ်ကပြောတဲ့အခါကောင်းမကောင်းနှစ်ခုရှိတယ်တဲ့မကောင်းတဲ့စေရဏကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရဏတွေ ਨੇ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ် တုံးတူ မတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိမ့်လေတဲ့စကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတယ်စေရနာတုံးတူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကို ဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောအကျိုးမဲ့ကောင်းရွချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေပြောဆိုတယ်အလုတိနေကြတဲ့ဘုသာဝါဒပိတုနာဝါစာသုသာဝါစာသမဗလာပါလို့ဆိုတယ် ီစကားတွေနှုတ်ကထွက်လာအောင်တောင်းအပ်ပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အဲ့ဒါတွေကရှောင်မှုတောင်းအပ်ပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေရနာကိုကောက်မယ်မနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူးအဘိစာဆိုတာသူများပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်လို့တဲ့ စိတ်ကူးချမ်းစေမှုအဘိသာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတာနော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင် ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူး လောဘကိုကံလို့ခေါ်တယ်အဲ့ကြမနောကမှာလောဘကိုကံလို့ခေါ်တယ်တခါပြာပါဒဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ့်ဘောမှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီအတွေးပါဝင်တဲ့ ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရဲရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာ အပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရာအတွက်တတိတစ်ခုပေါက်သွားတာဟုတ်ဆုံး အဲ့ဒီဒေါသဟာတမ္မမိသားစုကိုတငယ်ချင်းပေါင်းတင်းနေတော့မိဘနဲ့သာသမီဆိုရလို့ဘုရားလုံတဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင်ပျက်စီးသွားရင် ကောင်းမှာပဲဆိုတာမပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့။နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါလို့ဆိုမိစ္ဆာဒိဋ္ဌိ။အဲ့ဒါတော့အလုံးကိုသိဝေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေစုတင်စရာမလိုလူတွေအသေးသွားပြီးနောက်ဘဝဆိုမရှိဘူး။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုံးလဲကောင်းကျိုးမရဘူးဆိုတာလုံးလဲဆိုးကျိုးမဖြစ်ဘူးဆိုတဲ့။ဘာလုံးလို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။ တဘွားတစ်ခါပဲတည်တယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီဘိသဒိဋ္ဌိဆိုတဲ့ဏ္ဍိကဒိဋ္ဌိကကံမြောက်သွားတာအဲ့ဒါအဲ့ဒီဒိဋ္ဌိကလည်းပဲကံမဲတာဘနောကံလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တည်တယ်မှာဘိသဒိဋ္ဌိကပြစ်ကြည့်ဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုဏ္ဍိကဒိဋ္ဌိလို့ခေါ်တယ် ဒုစရိုက်တဲ့ဘက်ပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိလို့ပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်တဲ့ဘက်ပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်။အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လေလွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာကျိုးမှမရဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလည်းလဲဆိုချင်မရဘူး။တော့ဘဝဆိုတာမရှိပါဘူး။တေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်အဲ့ဒါပတော်ခံလို့ခေါ်တယ်เนาะအဲ့တော့သဘောပေါက်ရမှာကစေတနာဟံမိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံပါဒီတနေ့ရတယ်ပဲဟုတ်တယ်စေတနာသည်ကံမှန်တယ်အဲ့ဒီတွန်းအားရဲ့ကြောင့်လုံးမိတယ်တွန်းအားရဲ့ကြောင့်ပြောမိတယ်ဆိုရယ်အရာဒီ စိတ်ကူးချမ်းစီမိတာကြတော့ခန္ဓာဒီသဘာဝတရားအဘိဇ္ဇာဆိုတာလောဘရာဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထို့တူရတာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပဲတစ်မျိုးရှိတုံးလို့အခုကျင်းပြောမယ်ဆိုရင်အကုသကံဟာစေတနာကိုလည်းအကုသကံလို့ခေါ်တယ်လောဘကိုလည်းအကုသကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသကံလို့ခေါ်တယ်ဟောဒါမကောင်းတဲ့ကံဘက်ကဒါရီရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှိရင်တော့ရှောင်ကျင်မှုနဲ့တွားတယ်တမယတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation စတော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူတဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကပါတယ်တော့အနာဘိစာအလောဘအလောဘဆိုတာ generosity ဒီ ိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးเนาะပြီးချင်းကန့်ကျင်တဲ့စိတ်ပဲရှိတယ်သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာဘိစာအပြာဝရမေတ္တာအရောတဆွေမေတ္တာတော်ဝါရီချမ်းသာကြပါစေလို့မေတ္တာပို့လာကအပြာပါရဆိုစေရနာမနောကံအပြာပါရဆိုတဲ့ အရောသစေတသိက်ကိုပြောတယ်နော်အပြာဝရဆိုတာအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုတာဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုသရဝရီအလုံးချမ်းသာကြပါစေတည်တူအဆင်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခပေးเสียဘုသူဘုသူမှာဒုက္ခမပေးပါစေနဲ့ ပရိထဲမှာပါသလိုတပိပတ္တရာဏိပတန္တုသရဝရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမံကမဘုသူထမဆိုတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတော်သားမေတ္တာအပြာပါတာတော့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်ပါเนาะကံဖြစ်ပါနောက်တစ်ခါတမ္မဒိဋ္ဌိ သမထိဋ္ဌိဆိုတာကြတော့ခဏလို gain ဤကျိုးကိုညင်းပယ်တာမဟုတ်ဘူးမကနဲ့မြင်တစ်ခုယူဆိုအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေးဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေးကတော့ခွင့်မပြုဘူးဆိုဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေးက immigration ပဲလေသူ visa ထုတ်မပေးရင်လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးခြင်းလို့ကြိုတင်ဟန်တားတာတွေတောင်ရှိမတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပြစ်တယ်။ဣမတလောကတဋ္ဌတိတာတော့မိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရကိုကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆူးကဘယ်လိုဆက်ဆက်လို့ရပါ့မလားကိုကနောက်မှလာတာလေ အမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူတော်ကရောက်ပါမလားမရောက်နိုင်ဘူးမိုးကြရွှေကိုဖြစ်မှသာရောက်ကောင်းရောက်အမေဖေကအမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တယ်အဲ့ဒီလက်ခံတဲ့ခြေစူးကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာဟောဆိုမိဘရဲ့ခြေစူးကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါတက ကိုုံုံကလေးကအမေကဆောင်းလျှောက်လာခဲ့။မွေးလာတယ်လည်းဆောင်းလျှောက်။ပေါ်တက်ကမွေးဖွားလာတဲ့နောက်မှာဆောင်းလျှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်။အနှစ်ခုဆောင်းလျှောက်ခြင်းကျွေးမွေးခြင်း။နောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထတ်တည်တာတော့ဒီလောကကြီးကိုပြဒါဒီခြေစုကတော့ဆက်လို့မကုန်တဲ့ခြေစုပဲ။မိဘခြေစုကောင်မဆက်နိုင်ဘူးဆိုတော့အဲ့ဒါကိုပြော ။ဘာလို့လို့ဆိုရင်ကိုယ်နောက်မှရောက်တာဆိုတော့မိဘကိုကိုယ်လူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆက်။သူကရင်ရောက်တာလေ။အေးဒါကြောင့်မို့ဒီမိဘရဲ့ခြေကျုပ်ရှိတယ်လို့လက်ခံရင်းသည်ပဲနဲ့သူကတမတိထိဖြစ်သွားတယ်။အဲ့ဒါဘနောကဖြစ်သွားတယ်။တုံလောကဆိုတာရှိတယ်လူတွေဟာ တည်သွားပြီးရင်နဘဝဆိုရောက်လာအောင်ပဲဆိုတော့ကန္တရားရဲ့အကျိုးလက်ခံတာမှန်သမျှတမဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိတမဒိဋ္ဌိကြတော့ပညာ right understanding ပင်္ဂနဲ့နားလည်မှုနော်ပင်္ဂနဲ့နားလည်အဲ့တော့အဲ့ဒီဒီမှာက အလောဘရဲ့အရောသဆိုရဲမေတ္တာရဲ့အမတ္တိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးခုကံပဲစေတနာတည်းမဟုတ်နော်ကုသကံထဲမှာဒီသုံးခုပါအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တောအားပေးတယ်တောအားပေးလိုက်တာဟာတော့ energy တွေစုသွားအောင်သူကစုဆောင်လိုက်။ဒါမို့အာယုဟနရတလို့ခေါ်တယ်သူတို့ကံတရားတွေကပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့သစ်ပင်တပင်ရဲ့အနှစ်ဟာပဲမှသွားစုတယ်လေနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းဤတတိဟာပဲမှသွားစုတယ် ကနေခေတော့ဂိုင်းကူတွေဂိုင်းကူတာတွေပါနေရှိတယ်ပေါ့เนาะအဲ့ဒီထားတဘာဝအပြင်ဘယ်နေရာမှာသွားစုတယ်လို့ဆိုလို့ရှိရင်မျိုးစိသွားစုအတိမသွားစုအတိမသွားစုအဲ့ဒီအတိတဲ့ကအစိလေးတဲ့မှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသ ိစ္ဒိဋ္ဌိအလောအရောဒသမပညာလို့ဆိုရဲဒီတရားတွေပေါ့အနှစ်တရားစုသွားလာဘဝတစ်ခုချုပ်ပြီမဲ့ဆိုလို့ရှင်တရားတွေဟာချုပ်ပြီနိုင်လာအဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုန်းကြီးတို့တွေနေ့စဉ်ဗာဒီလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက် နေ့စဉ်လုံးနေတဲ့အလုပ်တွေကြည့်လိုက်ပဲဆိုရင်ဥဘောပုံဉ္စပပင်းစယံမစ္စောကုရုတိဣထလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်။နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လည်းကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူး။အကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်။အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာ ခဏရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်။အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်ဆာအရာယခစ္စတိကိုယ့်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင် ကိုယ်နဲ့သာသက်ဆိုင်သွားတယ်။ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်။သူများနဲ့မဆိုင်။သူများနဲ့မဆိုင်ုံနဲ့မကဘူး။ဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပ်ပလုံးဒီကံတရားတွေကကိုယ်နဲ့အတူပါနေပါပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထောဆက်မကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကျတော့ချမ်းသာဒုက္ခပေးတော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လူလည်းပြောကြတယ်သူတို့ပြောတဲ့ကြီးရဲ့ချက်ကတော့ခုနကတာမန်အကြီးပေါ်တုတ်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လေနော်တကယ်တော့လောကမှာဒီလူတွေမှာနေစင်တဲ့ကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူယဉ်နေအလုံးလေးပါဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယဉ်နေမှာကိန်းတော်ပြီးသူရောက်ရှိနေတယ် accumulation ဆိုတာစုမိစောင့်မိဖြစ်သွားစုမိစောင့်မိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာ ကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံတလင် ကိုပိုင်ဥစ္စာကိုလုပ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလိုတယ်ဟုတ်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်နော် ကိုယ်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်အဆိုးဟာလည်းပဲကိုယ်ပဲခံအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာ ဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မသကတာကမ္မလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘလို့လို့ပါလာတော့ကံတရားတွေကဘယ်မှကိမ့်နေတာနှလုံးထဲမှာကိမ့်သလားနှလုံးထဲမှာကိမ့်ရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထက်ပါသွားမှာနောက်ဘွားဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ် အဆိုင်မှာဖြစ်ရင်ဒီဘဝတိုင်းမေ့သွားပြီအဲ့တော့ကန္တရားပဲသွားနေဥနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းဘီရှိုးပြလိုက်တယ်ဒီဥနောက်ကပါရအကြောင်းရှိပြအဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမစစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တောက်မသွားဘူး စိတ်အစင်လားတခုပြီးတခုတခုပြီးတခုဆက် mental processor တန်တရာဥက္ကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိဒါတောင်ခိတ္တပြတ်ဘယ်နေရာတော့ဆိုလို့ရှိရင်ဆန်းစွမ်းအားနဲ့တမာရီစွမ်းအားနဲ့စိတ်ကိုယုံမုန်းပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အသိဉာဏ်တတ်ကုန်ဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခပါ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောခစ်တာ boss လုပ်လိုက် stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်ချိန်တိုင်းပြန်ပေါ်လာပါသူကအပြစ်သက်မဟုတ်ဘူးနောက်တစ်ခါနေရောဒသမဘာဆိုတာကြောက်ဦးရလိုက်မယ်နိရောဓသမဘာဝင်စားလို့ရှိရင် စိတ်စေတသိက်စေတသယောအလုံးချုပ်သွား တမာရီဆောင်အားနဲ့ဒါလည်း pause လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုရလဲသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ pause လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရှက်သွားတယ်အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကပြောင်းသွားဒါဖြင့်ခုနလို pause လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ွယ်သွားလားဆိုမကွယ်ဘူး ရှေ့နဲ့တောင်းတဲ့ဟာအနန္တရပစ္စည်းဟောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စည်းဟောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူရဲ့ process ရှိနေတယ်ဆိုတော့ပြတ်နော်ရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ကြားမှာအကြောင်းအခွင့်မရှိအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စည်းဟောလို့ပြောတယ်နော်တခါ အတင်ကျက်ဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲနန္ဒရာပိစီယောပဲစိတ်အစဉ်ရသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဘဝရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာ ပြန်လီနိုးထတာပြန်ခိတ္တပေါ့စလို့အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်မြာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပြန်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်ဝစိတ်တသန္တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတိနေအဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တနည်းအားမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့သူတို့ပဲမှတ်သားဟုတ်ပြီ ကောင်းလေကောင်းတာလုပ်လေကံဖြစ်တယ်မကောင်းတာလုပ်လေကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူကစွန့်ရည်တတိအနေနဲ့ပါ အကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးပါသေးချာတယ်သူတို့ဆွတ်လို့တယ်အဲ့တော့မြတ်စွာဘုရားက အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာပြဿနာနေဆို